ငလင်တအားကျန်းသွားတယ်ရှင်တအားကိုကျန်းသွားတာနော်မမတို့ဒီမှာနေလေခင်နေပူပူမှာအင်ရှစ်ထွက်ပြီးထိုင်ထိုင်နေရတော့မယ်ထင်တယ်နော်နှစ်ဆန်းတရက်နေ့ဒီနေ့ကမန္တလေးဖြစ်ကဖြစ်ပါတယ်နော်မန္လေးရဖြစ်ပါတယ်မမဒါဆိုင်လေးဒီနေ့ကဆိုင်တရက်ပိတ်တာဆိုဆိုင်ထဲမှာစင်းနေလုံနေねတအားကိုရမ်းခါသွားတာနော်တော်တော်တော့ကျန်းတယ်ငလင်တော်တော်ကျန်းပါတယ်ရှင်နှစ်ဆန်းတရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အချိန်အဖြစ်9နာရီ9နာရီ10မိနစ်လောက်က 一过了你、啊，你好玩一点。 လက်ရှိနေတော့ရင်မီးကူးဆက်လောင်နေလို့တော့သတင်းရရှိနေပါတယ်ခင်ဗျာ န္တလေးမှာလှုပ်ခဲ့တဲ့နောက်ဆက်တွဲငလင်ကျောင်းပြူလက်ဆာအဆောက်အုံတချို့ထပ်မံပြူကြမန္တလေးမှာဒီကနေ့မြန်မာနစ်ဆန်တရက်နေ့နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းပြူလက်ဆာအဆောက်အုံတချို့ထပ်မံပြူကြခဲ့တယ်လို့မြို့ခံအချို့ကပြောပါတယ်ဒီကနေ့ဧပြီ16ရက်မြန်မာနစ်စံတရနေ့နေ့လေတနာရီ3မိနစ်ခန့်က မန္တလေးပသိမ်ကြီးမြို့နယ်မှာဗဟုအပြုလုပ်ခတ်ခဲ့တဲ့လေးတက်သမားရစ်ချာဒါစကေးရှိတဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်ကြောင့်မန္တလေးမြို့တဲကငလင်တန်ခံထားရတဲ့မစိုးရိမ်တိုင်းမှကြီးရဲ့အစိပ်ပိုင်းတချို့ပြိုကျခဲ့တယ်လို့သိရပါဗျ။ အတန်တုံးလုံးပါမိတဲ့အကုံအိမ်ထဲကနေထွက်ပြေးရတာငလင်းရှောင်ပြီးဒီနေ့မှအိမ်ပြန်ရောက်တာဘလို့ဆက်လို့ရမှန်းမသိတော့ဘူးလို့မန္တလေးမြို့ခံတဦးကပြောပါတယ်ဒီကနေ့လှုပ်ခတ်တဲ့နောက်ဆက်တွဲငလင်းဟာနေငယ်ချမ်းခဲ့တာကြောင့်နေမြေကန်မိသက်တွေလှည့်ကြည့်နေကြတယ်လို့မိသက်အရာရှိတဦးကလူမှုကွန်ရက်ကနေအတည်ပြုထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းမိုးတက်ထန်စွာရွာသွန်းလို့ငလျင်တန်ကြောင်ရိုင်နေတဲ့တိုက်တချို့လည်းပြိုလဲခဲ့ပါသေးတယ်။မလ28ရက်နေ့ကပြင်အား9.8ရှိတဲ့စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲမြင်းငလျင်တွေဟာဧပြီလတတိယပတ်အထိမကြာခဏလှုပ်ခတ်နေတာဖြစ်ပါတယ်။ဒါကြောင့်မန္တလေးမြို့နေငလျင်တင့်ပြည်သူတွေဟာလည်းကောင်းစွာမအိပ်နိုင်မနေနိုင်တဲ့ဆိုးတထိတ်ထိတ်နဲ့နေကြရတာလို့ဒေသခံတွေကပြောပါတယ်။ အရင်ထဲမုံနဲ့အရင်ထဲမုံနဲ့ 大 y 一的。

ကျွန်တော်လူနာရှိမရှိနဲ့တိတ်ဆုံးသူရှိမရှိရတော့မသိရသေးပါဘူးလို့ 나오면 yeah. 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 အကုန်ပြိုကြဟဲ့အာလေးရပိုက်ရေရလဲလောက်တယ်ဗျရေရလဲကားတွေတောက်လျှောက်ကိုဟိုကူပတ်နေတာအပြည့်ကိုဖြည့်နေတာ အနေထားတော့၄အိမ်၅အိမ်၄အိမ်ကူးတဲ့အနေထားဗျ၄အိမ်လုံးလုံးအနေထားတော့စုပ်ပြတ်သွားသွားတဲ့အနေထားပဲရှမ်းကုန်တာကိတမြို့နယ်ဒေါ်ဘုံဘွားစုံမှတ်တိုင်လာဖြစ်ပါတယ်